။အဘိဂျေဇုတင်နေခုလိုဘုရားရဲ့နှုတ်ကပတ်တော်ကိုဖွင့်ဟဖို့ဘုရားကတက်ရှင်ချင်းကြမ္မာချင်းအချိန်ကာလပြည့်တဲ့အတွက်ဂျေဇုတင်နေကျမ်းသာတော်အလုံးပေါ်မှာလည်းဘုရားအကောင်းကြီးပေးမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့ကျွန်တော်အရင်နဲ့ဒီကနေ့ဆွေးနွေးရမယ်နှုတ်ကပတ်တော်ကတော့ စာလံ139စာလံ139မြောက်သောစာလံဖြစ်ပြီးမှခန်းငယ်ရတော့တရားအငါဖြစ်ပါတယ်လို့အလုံးတိကျွမ်းပိတာဖြစ်ပါတယ်အဲ့ဒီတော့ဒီဟာကိုကျွန်တော်ခွန်အားရတဲ့အတွက်ကြောင့်မလို့ခွန်အားပေးလို့ချင်းဖြစ်တယ်လို့ပေါ့နော် အဲ့တော့ကျွန်တော်ဒီကနေဖတ်ပါမယ်နုခပတော်တီအကျွန်ုပ်ချီရှိမှာမိခွတ်ဖြစ်၍အကျွန်ုပ်ရဲ့လမ်းခီကိုလင်းစီပါ၏တစ်ခေါက်ပြန်ဖတ်မယ်နုခပတော်တီအကျွန်ုပ်ချီရှိမှာမိခွတ်ဖြစ်၍အကျွန်ုပ်လမ်းခီကိုလင်းစီပါ၏နောက်တစ်ချက်ကျွန်တော်ဖတ်ချင်တဲ့ဟာကယောဟန်ခရစ်ဝင်ကြအခန်းကြီး1 ရှစ်အခန်းငယ်ဆယ်နှစ်ဖြစ်ပါတပန်တုံယေရှုကငါသည်ဤလောကအလင်းဖြစ်သည်ငါနောက်တို့လိုက်တော်သူသည်ဟောင်မိုက်နိုင်မတော်မလားအတဲ့အလင်းကိုရလိမ့်မည်ဟုမိန့်တော်မူ၏ဂျေဇုတင်နေဒီနုကပတ်တော်အဖင်ကျွန်တော်အလုံးသုံးသလွယ်ဖို့ပေါ့အဲကောင်းစင်လေးရတော့အမန် အမားနဲ့အမန်စမ်းစစ်ခြင်းဆိုတဲ့အဟာဖြစ်ပါတယ်အမားနဲ့အမန်ကိုစမ်းစစ်ခြင်းဆိုပြမှာအဲကျွန်တော်ဆွေးနွေးလို့ခြင်းဖြစ်တယ်အဲ့ဒီတော့နမတိအနေနဲ့ဒီလောကကြီးရာနဲ့ဒီခရိယာကြီးရာပိုင်းပေါ့နော်အဲကျွန်တော်ဒီ ဒီနှုတ်ခတ်တော်အဖြစ်ဆွေးနွေးခြင်းနဲ့ဇာလန်ဆရာကနှုတ်ခတ်တော်ဒီဆိုပြမနှုတ်ခတ်တော်ကိုတန်ဖိုးထားတယ်အကျွန်ုပ်ချီရှိမှမိခွက်ဖြစ်၍အကျွန်ုပ်ရဲ့လမ်းခေကိုလင်းစီတယ်ဆိုပြမဖော်ပြထားတယ်ကျွန်တော်တို့တွေ့ရတယ်เนาะဒါကြောင့်မလို့နှုတ်ခတ်တော်ဟာကျွန်တော်တို့ရဲ့အနာဂတ်ကျွန်တော်တို့ရဲ့ခြေလှမ်းညာကျွန်တော်တို့ရဲ့တွေး တောနေတဲ့အရာတွေအလုံးအတွေ့ကျွန်တော်တို့ကိုလမ်းပြတဲ့ဟာအမားနဲ့အမှန်အစ်စ်နဲ့အတုဆိုတဲ့ဟာကိုအဲပေါ်ပြထားတယ်ဆိုတာကျွန်တော်တွေ့ရတယ်အဲ့ဒါကြောင့်မလို့ဒီနေ့အမားနဲ့အမှန်ကိုစမ်းစစ်ခြင်းဆိုတဲ့ကောင်းဆန်းကောင်းစီအနေနဲ့နံပါတ်1အနေနဲ့ကျွန်တော်မပြောချင်လဲဆိုတော့အပြစ်တရားအကြောင်းအပြစ်တရားဆိုတဲ့နေရာမှာ အခြားသောသူများအဖွဲ့အစည်းအခြားသောဘာသာတွေမှာဆိုရင်လူကအလွန်ကျိုးတဲ့ပြင်မှချင်းအပေါ်ကနေအပြစ်ဆိုပြမှာသူတို့ကမြင်တယ်တုံးတတ်တယ်ဥပမာကာယကံဝစီကံမနောကံနဲ့လွန်ကျူးခါမှလူဟာအပြစ်သားတဲ့အရာကိုထိမ့်သိမ်းဆောင်ရှောက်နိုင်တဲ့လူကတော့အပြစ်ကင်းသူလို့တန်မှတ်တယ် ဒါတခြားဘာသာတွေမှာရောဒီကဘာဥပရိမှာလည်းအဲ့လိုပါပဲသူတော်ရှင်နေလို့အတ္တမှတ်တယ်ပေါ့ဒါမဲ့တမချန်းစာမှာဆိုရင်ရောမအခန်းကြီးငါအခန်းငယ်၁၂မှာအပြစ်တရားတည်တယောက်တော်သူအပြစ်ဤလောကသူဝင်၍အပြစ်တရားအပြစ်တည်ခြင်းတရားဝင်တည်နေအငင်းလူအပေါင်းတို့ဒီအပြစ်ရှိသောကြောင့်တည်ခြင်းသူရောက်ရကြ၏လို့ဖော်ပြတယ် အဲ့တော့တရုတ်တော်သူအားဖြင့်လို့ပြောတဲ့အခါမှာအဲ့ဒီဥယင်မှာဖျားချမှတ်ထားတဲ့နေရာချပြထားတဲ့အာဒံပဲဖြစ်ပါတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်အဲ့တော့တတိပြပါဆိုရင်ပြလို့ရတယ်ဗာလေလူသားအားလုံးဟာအဲ့ဒီအပြစ်ဘီဇအပြစ်အာဒံရဲ့အပြစ်ဆိုတဲ့ဟာရှိတဲ့အတွက်ကြောင့်မလို့ဂါယကံ ဝစီကမနောကတဲ့အလွန်ကျူးတက်တဲ့မလွန်ကျူးတက်တဲ့လို့ဘယ်သူမှမရှိဘူးဥပမာပြောမှဆိုရင်နွားမှရင်မြက်စားတတ်တယ်မြက်ကြိုက်ပြီးသားဘဲမှရင်အလိုလိုရေကိုးတတ်တယ်ရေကိုးတင်ပေးစရာမလိုလူသားတွေလည်းပဲမိပါတွေဆရာသမားတွေအကောင်းအကောင်းပဲတင်ပေးတယ်ဒါမကောင်းတာမတင်ပေးပါဘူးဒါမဲ့ ကြည့်တဲ့အခါမှာအာလုံးမကောင်းတာကြံတတ်တယ်မကောင်းတာပြောတတ်တယ်မကောင်းတာလုပ်တတ်တယ်အဲ့ဒါဟာအပြစ်သားဖြစ်ခြင်းအပြစ်ပေးစားအပြင် ပေါက်ဖွားခြင်းတစ်ဖက်နဲ့ဆိုရင်အာဒံမြူးယူဆိုတဲ့ဟာကိုတက်သေးထိုးခြင်းဖြစ်တယ်ငင်းလို့မရပါဘူးဒါကြောင့်မလို့ဒီတွင်တင်မှုနှစ်ခုကြားထဲမှာကျွန်တော်တို့ဟာနှုတ်ကပတ်တော်ရဲ့တွင်တင်ခြင်း ေါ်မှာရက်တည်ဖို့လိုအပ်တယ်လို့နံပါတ်1အနေနဲ့ပြောချင်တယ်နံပါတ်2အနေနဲ့တော့ပြင်းရတရားပြင်းရတရားလို့ပြောတဲ့အခါမှာဘာသာတိုင်းမှာပြင်းရဆိုတာရှိတယ်အဖွဲ့အစည်းတိုင်းမှာပြင်းရဆိုတာသူတို့မှာရှိတယ်ဒါမဲ့ဓမ္မကျမ်းစာမှာဖော်ပြထားတာတိဏတောင်ပေါ်မှာ ဘုရားရှင်ကမောရှိအားဖြင့်ဣသရီလလူမျိုးများငါနေတရှင်းခံပြကျွန်တော်တို့လူသားအားလုံးပြီးထားတဲ့ပြင်ညတ်တော်ဆိုတဲ့ဟာကျွန်တော်တွေ့ရတယ်ပြင်ညတ်တော်ပြင်ညတ်တော်ဆယ်ပါပေါ့အဲ့တော့အဲ့ဒီပြင်ညတ်တော်ဟာ အပြစ်သားဖြစ်တဲ့လူတွေကလိုက်လျှောက်ဖို့မဟုတ်ဘဲနဲ့ကျွန်တော်တို့ လူသားအလုံးဟာ အပြစ်သားဖြစ်ဖို့ပြည့်ရတရားသည်အပြစ်ကိုပေါ်ပြတော့ကြောင်းပြည့်ရတရားအဖြစ်အဘယ်တို့မြဖြုတ်မရတို့မရောက်နိုင်ဆိုပြမှာရောမအခန်းကြီး၃လောက်မှာလဲကျွန်တော်တွေ့ရနိုင်အဲ့ဒါကြောင့်မလို့ပြည့်ရတရားဆိုတဲ့ဟာလည်းပဲဟိုတစ်ဖက်မှာတွင်တင်တဲ့ဟာနဲ့တမာကျမ်းစာထဲမှာတွင်တင်တဲ့ဟာပြည့်ရတရားမတူပါဘူးဒါမဲ့ ကျွန်တော်တို့တိဖို့ကဒီခရိယန်အတိုင်းဝိုင်းတဲ့မှာပညာတရားဟာတစ်မျိုးရှိတယ်လို့တစ်မျိုးကတော့ဓမ္မဟောင်းပညာဖြစ်ပြီးမှတစ်မျိုးတော့ဓမ္မတိပညာဖြစ်တယ်ဓမ္မဟောင်းပညာဒါတော့မောရှိပညာဖြစ်တယ်เนาะအဲ့ဒါတော့အပြစ်ကိုပေါ်ပြဖို့တစ်ဖက်နဲ့ပဲဆိုရင်တော့ဓာတ်မှလို့ x-ray လို့ပေါ့เนาะဆိုတာကျွန်တော်တို့တွေ့ရတယ် ဒါမဲ့ဓမ္မတိပညာကြတော့ကြီးစုတရားအပြင်ပြည့်တဲ့ပညာပြည့်ပါနှမျိုးပဲရှိပါတယ်လို့ကျွန်တော်တို့တိရောအခန်းကြီးနှစ်အခန်းငယ်23လောက်မှာကျွန်တော်တွေ့တဲ့အခါကြည့်တဲ့အခါမှာအော်အဲတိကျောအခန်းကြီး သုံးပါ sorry ပဲเนาะအခန်းကြီးတော့အခန်းငယ်23မှာဖယားသခင်ပြည့်ညတ်တော်ဟူမူကားတားတော်ယေရှုခရစ်ကိုယုံကြည်ရမည်တားတော်ပြည့်ညတ်တော်မူသည့်အတိုင်းအချင်းချင်းချစ်ရမည်ဟူသောပြည့်ညတ်တော်ပြည်တည်ဆိုပြောမှပေါ်ပြတယ်အတိတ်ကအနေနဲ့နှမျိုးပဲကျွန်တော်တို့ရတယ်เนาะဓမ္မတိပြည့်ညတ်မှာတစ်မျိုးကတော့ဖခင်ရောရဲ့ပြည့်ညတ်ကတားတော်ယေရှုကိုယုံကြည်ရမယ် တားတော်ရဲ့ပြည့်ရတော်ကတော့အချင်းချင်းချက်ချစ်ရမယ်ငါတီတင်တို့ကိုချစ်တင်နေတို့တင်တို့ကိုတင်တို့ဒီလေအချင်းချင်းချစ်ကြပါဆိုပြမှာပြည့်ရပေးထားတာအဲ့ဒါပြည့်ရတော်တီတင်တို့အားငါပေးတယ်ဆိုတဲ့ဟာအဟောင်းကဓမ္မဟောင်းဓမ္မပြည့်ရဓမ္မအတိတ်ကဓမ္မတိပြည့်ရဖြစ်တယ်ဆိုတာဒုတိယအနေနဲ့ကျွန်တော်တွေ့ရတယ်နောက်ဂျေဇူးတရားအမတုံးအနေနဲ့ ကျေးဇူးတရားဆိုတဲ့အခါမှာအဲအဖွဲ့အစည်းတိုင်းမှာကျေးဇူးပြုခြင်းနဲ့เนาะကျေးဇူးတရားဆိုတာရှိတယ်တစ်ဖက်နဲ့ဆိုရင်ကဲတင်ခြင်းဒီအတဖြိုနဲ့အတမဲကျွန်ပြုခြင်းဘဝနဲ့လွတ်မြောက်ဖို့ကဲတင်ခြင်းဟာအဗြဟံလင်ကွန်ဖြစ်တယ် သူကအဲ့ဒါကြောင့်မလို့သူများပြတ်တက်ခြင်းလည်းခံလိုက်ရတယ်။ဒါပေမဲ့အခုထက်ထစ်တော့အဲ့ဒါအောင်မီနေစေဖြစ်တယ်။မြန်မာနိုင်ငံမှာလည်းဘူလိုလီတို့ကျွန်ဘဝနေကျွန်တော်တို့လွတ်မြောက်စေတဲ့ဥဆောင်သူကောင်းဆောင်ကဘူချုပ်အောင်ဆန်းဖြစ်တယ်။အဲ့ဒီတော့ဒီကတင်ရှင်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကြည့်တဲ့အခါမှာ တည်င်ကအတွက်တနိုင်ငံအတွက်လူမျိုးတမျိုးအတွက်ပဲဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရတယ်ဒါမဲ့ယေရှုခရစ်တော်ဖရာရဲ့ကယ်တင်ခြင်းတော့တည်င်ကမဟုတ်ဘူးလူမျိုးတမျိုးထဲတာတနိုင်ငံတာမဟုတ်ဘူးတကဘာအားလုံးလူသားဟုသမျှငရဲနေလွတ်လွတ်ကျွတ်ကျွတ်ကယ်တင်ခြင်းပြည့်ကျွေးဝကျွေးရနေကယ်တင်ခြင်း ကောင်းကင်ရွှေပြည်တော်ကိုအခမဲ့ဝင်ရတော့အခွင့်ကျေးဇူးပြုခြင်းအဲ့ဒါကျွန်တော်တို့အတွက်မတားမှအဖို့တာနဲ့တည်တင်ခြင်းပြည့်တယ်ဆိုရဲဟာပေါ့နော်ကျွန်တော်အနေနဲ့ဒုတိယအနေနဲ့ပြောခြင်းနဲ့တတိယအနေနဲ့တော့ဒီယုံကြည်သူများဟာ ဘယ်လိုအသက်ရှင်ရမလဲကိုစိတ်ကြိုက်အသက်ရှင်လို့ရလားကြည့်တဲ့အခါမှာအသက်ရှင်လို့မရဘူးဘုရားသခင်နှုတ်ပတ်တော်အတိုင်းပဲယေရှုဘုရားယောဟန်ခရစ်ဝင်ကြအခန်းကြီး15ထဲမှာကြည့်တဲ့အခါငါသည်စပစ်နွယ်ပင်ဖြစ်သည်ဒီနှုတ်တည်းအခက်များဖြစ်ကြည့်ဖြစ်ကြိုက်စပည့်အခက်ဒီအပြင်၌မတီလင်ကိုအလိုအလျောက်အတိမတီးနိုင်တကယ်တော့ တင်တို့ဒီလဲငါနိုင်မတည်လေအဘယ်အမှုကိုမြမပြုတ်နိုင်ကြလို့ပြောတယ်တိကျကိုပြောထားတယ်နောက်ရှင်ပေါ်လူကငါ့ကိုခွန်အားနဲ့ပြည့်စုံစီတော်မူသောခရစ်တော်အပြင်ခတ်တင်တော်မူကိုငါတက်ဆွမ်းနိုင်ဤလို့လေပြောထားတယ်ဖိလိဩဝါဒစာထဲမှာကျွန်တော်တွေ့ရတယ်အဲ့ဒီတော့ ခရိယန်ရဲ့အသက်တာနဲ့အခြားသောရဲ့အသက်အာသူများရဲ့အသက်တာမတူဘူးခြားသောသူများအခုညကိုဟာနဲ့ပဲဥပရိအတိုင်းလားဒါမှမဟုတ်စီကအတိုင်းလားဟွန်းသူတို့အဲ့ဒီအတိုင်းပဲအသက်ရှင်ကြကျွန်တော်တို့ကြတော့မဟုတ်ဘူးကလေးရမိပါအာကိုတလူလုံနာရီဆရာဝန်အာကိုတလူတပဲ့ရကိုဆရာသမားတွေအာကိုတလူကျွန်တော်တို့ဟာ ကယ်တင်ရှင်ယေရှုခရစ်တော်ဘုရားကိုအားကိုးပြီးတော့မှသာအသက်ရှင်ဖို့ဖြစ်တယ်ဆိုရဲဟာဒီအမားနဲ့အမားအာပိုင်းခြားတဲ့အနေနဲ့ကျွန်တော်ပြောချင်တယ် Now တစ်ချက်ကဒီဘုရားကိုယုံကြည်တော်သူများဘယ်လိုဖွဲ့စည်းကြမလဲဘယ်လိုနေကြမလဲဆိုရဲဟာ နောက်တခြားသောသူများဘယ်လိုဖွဲ့စည်းနေကြသလဲဆိုတဲ့ဟာကျွန်တော်ကြည့်တဲ့အခါမှာကိုအုံနောက်ကိုရဲ့အကြိုက်နဲ့ပဲကျွန်တော်အစီအစဉ်ပြမလုပ်ကြဥပမာပြောမှဆိုရင်ခရိယန်များဟာအခုရှုပ်ထွေးနေကြတယ်ခရိယန်အတိုင်းဝိုင်းမှာအရန်ကိုရှုပ်တယ် ဒီကျန်းစာပဲအကင်တယ်ဒီဖျားပဲကိုးကွယ်တယ်ဒါမဲ့ကျွန်တော်တို့အကွဲကွဲအပြားပြားဖြစ်ကြတယ်သူများကျွန်တော်တို့ကိုမင်းတဲ့ခါမှာခရိယာနေရာအကွဲကွဲအပြားပြားပါမချစ်ကြပါမခင်ကြပါဘူးဆိုပြမကျွန်တော်တို့ကိုဝေဖန်နေတယ်ဆိုတာလဲကျွန်တော်တို့အားလုံးအတိပါအဲ့ဒါကြောင့်မလို့ဥပမာတစ်ခုပြောမယ်ဆိုတော့အာဒန်း တို့လေမရမရှိခင်ကလေးကဘုရားသခင်ကအတန်ဥယင်အတင့်ပင်ပေးတာဖြစ်တယ်အာရန်တို့လေမရရှိတာနဲ့အဲ့ဒီမှာပဲတာဝန်ပေးထားလိုက်တယ်ဆောင်းလျှောက်ဖို့မအောင်မင်းသားတော့တက္ကန္ဓပါဣတရီလာလူမျိုးများရဲ့ဖခင်ဖြစ်တဲ့အာဗျဟံကျွန်တော်ကြည့်အောင်ဒိုဟာရှိချမမက်တီမာမက်တီပေါ်တမရပေါ့နော်အဲ့ဒီဖက်မှာနေတဲ့အခိုက်မှာ ကရေကဖျားကပင်စင်ပင်းနဲ့ပီတာပြားရင်နဲ့နွားတို့အစီစီနဲ့ခန္ဓာတည်ပေါ့နော်အဲ့မှာဝင်စားဖို့ဖျားပင်ထားတာဖြစ်တယ်ဖျားနဲ့အကျွမ်းဝင်ပြီဆိုကြတဲ့အဲ့ဒီကိုတွင်းတာဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရတယ်ဒါကြောင့်မလို့ခုအချိန်မှာခရိယာများယုံကြည်သူများဖျားသခင်ကဘယ်မှာနေဖို့ပင်စင်ပီးထားတယ်ပင်စင်နှင့်တလဲဆိုရင်ရှင်ဖျားရှင်မတ်တက်ခရစ်ဝင်ကြအခန်းကြီး ဆက်ချောက်အခန်းငယ်ဆက်ရှိမှာငါအတင်းတော်ကိုငါတိဆောက်မယ်ဤကြောက်ပေါ်မှာငါအတင်းတော်ကိုငါတိဆောက်မယ်ဆိုပြမပေါ်ပြပြမရောမအခန်းကြီးဆက်ချောက်အခန်းငယ်ဆက်ချောက်ခပိုင်မှာရှင်ဘောလူကခရစ်တော်အတင်းတော်အပေါင်းတို့ဒီတင်းတို့ကိုနှုတ်ဆက်ကြ၏နောက် တမန်တော်အခန်းကြီးနဲ့ခန်းငယ်28လောက်အနေကျွန်တော်ကြည့်တဲ့အခါမှာကဘာမှာကိုင်းကနရယ်လို့ဘာမှရှိသေးပါဘူးဖတ်ကြည့်အောင်နော်တမန်တော်အခန်းကြီးနဲ့ဒါနောက်ဆုံးဖြစ်ပါတယ်လို့အခန်း အခန်းကြီးနဲ့အခန်းငယ်ဩ40ခုမှာပါနော်ဖယားတခင်ကိုလည်းချီးမွမ်း၍လူအပေါင်းတို့ရှိမှ မျက်နှာပွင့်လန်းခြင်းအခွင့်ကိုရကြ၏ကဲတင်ချင်းတို့ရောက်တော်သူတို့ကိုလည်းနေ့စဉ်မပြတ်တခင်ဖယားသည်တင်းဝင်စီတော်မူ၏ဖယားတခင်ကိုလည်းချီးမွမ်း၍လူအပေါင်းတို့ရှိမှမျက်နှာပွင့်လန်းခြင်းအခွင့်ကိုရကြ၏ ကဲတင်ချင်းတို့ရောက်တော့သူတို့ကိုလည်းနေစီမပြတ်ဖရာသခင်တည်တင်းဝင်စီတော်မူ၏ပန်တီကုတ်တည်းအဖြစ်ပြက်လေးဖြစ်ပါတယ်အဲ့ဒီချိန်မှာအတင်းတော်အတင်းတော်နဲ့ပတ်သက်ပြုံးမှာကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲကက်သလစ်အတင်းတော်ဟာဦးဆုံးတော်အတင်းတော်လို့တတ်မှတ်တယ်ကျမ်းစာကက်သလစ်အတင်းတော်လို့မပြောဘူးယေရှုကငါရဲ့အတင်းတော်လို့ပြောတယ် အဲ့ဒီ33ပတ်ဝန်းကျင်လောက်အာမာယေရှုခရစ်တော်ဖရာပြောတဲ့အားဖြစ်တယ်ဒါကြောင့်မို့လို့ကိုချိန်မှာယုံကြည်သူဖြစ်တယ်ဆိုရင်ဖရာသခင်ကကိုခန္ဓာစိတ်ဝိညာဉ်ဘယ်မှာနေရမလဲဘယ်လိုဖွဲ့စည်းရမလဲဘယ်လိုမို့တော်တက်မှာဖက်မှာအတူပေါင်းစည်းပြီးမှ ပါဝင်ရမလဲဆိုတဲ့ဟာကိုသူ့ရဲ့အတင်းတော်အနေနဲ့ တတ်မှတ်ထားတယ်တင်တို့ကိုခန္ဓာစိတ်ဝိညာဉ်ဒီလေတင်တို့မပိုင်ပါဘူးအတွေ့တော်နဲ့ကျွေးဝဲထားတယ်ဓမ္မအတိုက်ဖြစ်တယ်တစ်ဖက်နဲ့ပြောမှဆိုရင်ဘုရားသခင်ဘုန်းတော်ထင်ရှားဖို့ဖြစ်တယ်ဆိုပေမှာပေါ်ပြထားတယ်ကျွန်တော်တို့တွေ့ရအဲ့ဒါကြောင့်မလို့အမားအမှန်ဝေဖန်ဆန်းစစ်ခြင်းဆိုတဲ့အထဲမှာစာလံဆရာကပြောတယ်လို့နှုတ်ကပတ်တော်ရဲ့လမ်းပြမှုအတိုင်းဟုတ်တယ်လားမဟုတ်ဘူးလားနောက်ယေရှုက ငါလန်းခီဖြစ်၏အသက်ဖြစ်၏လို့အာလန်းငါတီအာဒီလောကအလင်းဖြစ်သည်သူပြမပေါ်ပြထားတဲ့အတိုင်းကျွန်တော်တို့တက်ရှင်ကြသလားဆိုတဲ့အပေါ့နော်နံပါတ်1အနေနဲ့အပြစ်တရားနဲ့ပတ်သက်ပြောမှာနှုတ်ကပတ်တော်မှာရှိသောအရာနဲ့မရှိသောအရာကျွန်တော်တို့လေ့လာအာကြပါပြီနံပါတ်2အနေနဲ့ဆိုရင်ပြင်းရတော်ဆိုတဲ့ဟာမှာလည်းပဲ ကျမ်းစာကဖော်ပြထားတဲ့ပြည့်ညတ်တော် ਨੇ ဒီလူတွေကပြည့်ညတ်ထားတဲ့တရားဆိုပြမှာနှမျိုးကျွန်တော်တွေ့ရတယ်နံပါတ်2အနေနဲ့ကဲတင်ရှင်ကဲတင်ရှင်ဂျေဇုပြုရှင်ဆိုတဲ့ဟာဂျေဇုတရားဆိုတဲ့အနေအားမှာလဲကျမ်းစာမှာဖော်ပြခြင်း ਨੇ မဖော်ပြတဲ့ဟာတွေရှိတယ်နံပါတ်2အနေနဲ့အဲ့ဒီလူတွေဘယ်လိုအသက်ရှင်ရမလဲဆိုတဲ့အခါမှာလဲနှုတ်ခပတ်တော်ထဲမှာယေရှုကိုအမိပြုမှတာလင်းဆိုပြီးတော့မှဖော်ပြတာကျန်တာတော့ ကိုကိုကိုအမြေပြုတ်တယ်တခြားလူကိုအမြေပြုတ်ပြန်သွားတယ်နမငါအနေနဲ့ဒီလူတွေဘယ်မှနေရမလဲတခြားတော်သူများဟာကိုအဖွဲ့ရှင်းနေနေကြတယ်တမချန်စာတိုင်းဟုတ်တလားချန်စာချန်တမချန်စာ66ချန်မှာပေါ်ပြထားသလားရှိသလားဒါမဲ့ယေရှုဖရာတော့ငါရဲ့အသင်းတော်ဆိုပြမှာပေါ်ပြထားရှင်ပေါ်လိုကလည်းခရစ်တော်ရဲ့အသင်းတော်ဆိုပြမှာပေါ်ပြထားတယ် ဒါကြောင့်မားနဲ့အမကျွန်တော်ဆန်းစစ်တတ်ဖို့လိုအပ်ပါတယ်ဆိုတဲ့ဟာကိုပြောပြလိုပါတယ်ရောက်စီတိုင်းဘုရားကောင်းချီးပေးပါစေအာမင်